ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမောင်သာပိုရေးသားထားတဲ့စင်ပေါ့တို့မင်္ဂလာဦးညာဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူ နားဆင်ခံစားကြပါရှင် စင်ပေါ့တို့မင်္ဂလာဦးညာကြည်စံ ။သူကတကယ်ကိုလူပြိုကြီးဖြစ်နေတာကို ဆိုပြီးစင်ပေါ့ရဲ့ပခုံးနှစ်ဖက်ကိုတတဖွားဖွားကင်လှုပ်လိုက်တော့ဒီကောင်ဘယ်ခံနိုင်မှမတော့အသေးနှလုံးတွေတုန်ခါပြီးအမဲเจ้าမိဖို့ရဲပြစ်ထဲလိုက်တယ်လို့တခါတည်းတွန့်လင်းသွားတော့တာပေါ့ဒါပါပဲစင်ပေါ့ကိုမလာချုပ်က နောက်နေ့မှလူကြီးတွေကြော့ရင်သွားတာပေါ့လို့အတန်တန်ပြောတယ်ဒါပေမဲ့မရဘူး စင်ပေါက်ကသူ့ဘာကြီးဥပတိုင်မှာခဲ့တဲ့အတိုင်းဒီနေ့သွားယူမှဖြစ်မှာမို့သူ့တငယ်ချင်းလှအုံးမောင်ကိုခေါ်ပြီးထွက်သွားတာပါအခုတော့မလှချုပ်ထင်းတဲ့အတိုင်းပဲမိုးတောင်တော်တော်ချုပ်သွားပြီစင်ပေါက်ဆိုတဲ့အကောင်ခုရက်ထိပြန်ရောက်မလာသေးဘူးမလှချုပ်မသွားစေချင်တာကဘာကြီးတိုက်တို့ပန်းတခုံရွာနဲ့မလှချုပ်တို့ကြောက်ပနံရွာဟာ၄၅၆မိုင်လောက်ဝေးလို့ပါအချိန်နဲ့အချိန်မသွားရင် အချိန်နဲ့အချိန်ပြန်ရောက်ဖို့မလွယ်ဘူး။ဒါကြောင့်မလှချုပ်ကနောက်နေမှသွားဖို့ပြောတာပါ။ဒါကိုဒီကောင်ကနားမထောင်ဘူးစိုးထွက်သွားတယ်။မလှချုပ်ကတော့ဒီနေ့မှမင်္ဂလာဆောင်ထားတဲ့အသက်ဆက်ဆက်လင်းလင်းမှု၊သူသွားစင်တာသွားပါစေ ဆိုပြီးလွှတ်လိုက်တာပါ။အခုတော့မလှချုပ်ထင်းတဲ့အတိုင်းပဲ။အချိန်နဲ့အချိန်ဘယ်အချိန်ပြန်ရောက်လာလို့ရော။ဒါကြောင့်ဆူလာလေရေထဲလွှတ်တဲ့ဂိမ်ဆိုင်ပါပြီဆိုပြီးမလှချုပ်စိတ်တွေပူးနေတယ်။ စိတ်ပူတာလည်းမပြောနဲ့တငယ်အိတ်စိတ်ကြက်တောင်တွန်သွားပြီမဟုတ်လားစင်ပေါ့ဆိုတဲ့ကောင်းကခုထက်ထိပြန်ရောက်မလာသေးဘူးမလှချုပ်ကဒီရေးမြင်လို့ကို စင်ပေါ့တို့သွားကနေတော့ငါမှားလိုက်သေးတယ်မှားတာမှားလူကြားရင်ရှက်စရာကြီးမို့နှစ်ကိုကြားတိုးတိုးလေးမှားလိုက်တာပါဒါတောင်ဒီကောင်းကသဘောမပေါက်ဘူးမလှချုပ်မှားတာကဒီလိုပါဒီနေ့ညဟာမင်္ဂလာဦးညဖြစ်တဲ့အကြောင်းနဲ့ မင်္ဂလာညမှာသတို့သမီးနဲ့သတို့သားတယောက်နဲ့တယောက်ဝေးဝေးလန်လန်ခွဲခွာမနေရပဲသတို့သမီးရဲ့ခန်းထဲမှာခန်းဝင်ပစ္စည်းများနဲ့အတူမျက်နှာချင်းဆိုင်ထိုင်ပြီးရှည်ရည်နောင်ရည်များကိုတိုင်ပင်နှိနှော့ရအောင်လို့ပါဒါပါဒါကိုဒီကောင်ကသဘောမပေါက်ဘူးသဘောမပေါက်တာလည်းမပြောနဲ့လीဒီကောင်ကခုမှလူပြိုကလေးရှိသေးတဲ့ဥစ္စာဒီတော့မလှချုပ်ပြောတဲ့နမိတ်ပြစကားတွေကိုဘာမှမှမသိပဲထွက်သွားတာပေါ့ မလှချုပ်ကလည်းစင်ပေါက်ဒီလိုပြန်မပြောနားမထောင်အပေါက်မျိုးချိုးသွားတာကိုပဲသဘောကျပြီရင်တွေဘာတွေတောင်ခုန်နေလိုက်ပါသေးတယ်မလှချုပ်နဲ့စင်ပေါက်ဟာတခုလက်နဲ့လူပြိုပေါက်ကလေးတွေ့ကြတာဆိုတော့အသက်ရွယ်ကွာသလိုအတိညာဉ်ချင်းလဲကွာတာပေါ့လीပြီးတော့ရုပ်ရည်ရုပ်ကချင်းလဲကွာတာပဲကွာဆိုမလှချုပ်ကိုပပဝတီလို့တင်စားပြီးစင်ပေါက်ကြတော့မင်းကုတာလို့တောင်ပြောနေသေးတယ်မဟုတ်လား တကယ်လဲသူတို့နှစ်ယောက်ကိုမလိုက်ဖက်ဘူးလို့လူတိုင်းကပြောနေကြတယ်။ဒါလည်းဟုတ်တာပဲ။ဟိုကောင်ဆင်ပေါ့ဆိုတဲ့အကောင်ကတနေကုန်ထိုင်ကြည့်လို့မှနှစ်ပြားမတန်တဲ့ရုပ်ဆိုတော့ပြောကြပြီမှာပဲ။ဒါပေမဲ့မလှချုပ်ကတော့ဆင်ပေါ့ဟာသူ့အတွက်ဘဝလုံးကြုံရေးအပေးနိုင်ဆုံးအီယာမယောက်ျားကြီးတရားလို့ယုံကြည်ထားတယ်။ပြီးတော့မလှချုပ်ဟာဆင်ပေါ့ရဲ့ရင်ခွင်ထဲကိုနှာနာနေနေခိုးလုံးခြင်းနဲ့ ဒါကဘယ်သူမှမသိနိုင်တဲ့မလှချုပ်ရဲ့ရင်ထဲကဆန္ဒတွေပါတကယ်တော့မလှချုပ်ကအိမ်နောက်တစ်ခု ပြက်ခဲ့တဲ့တစ်ခုလက်ပင်မဲ့ကြိုက်သူတွေကတော့ဝိုင်းဝိုင်းလဲနေတာပဲဝိုင်းဝိုင်းလဲဆိုရွာနေချုပ်ဆက်ကတကြီးသားတွေမြေပိုင်ရှင်တွေဟာနင်းနင်းနုံနုံမှမဟုတ်တာ လာပြီးစကားကန့်လန့်ကြတာများဆိုရင်တခါတလေတနေ့တည်းနဲ့တင်နှစ်ဦးသုံးဦးများတော့စုံနေလိုက်ကြသေးတယ်တဦးကမြေဆေကတင်မယ်ဆိုရင် နောက်တဦးကမြေ15ဧကနဲ့နော်ဒရှင်တင်မယ်ဆိုပြီးပစ္စည်းတစ်ခုလေလံဆွဲတယ်လို့သူ့ထံကအတော်အကျော်တွေပေးလို့ပေါ့လေဒါပေမဲ့မလှချုပ်က သူတို့ကိုမျက်မွေးထော်လို့မော်တာမကြည့်ခဲ့ပါဘူး။ဘာဖြစ်လို့တုံးဆိုတော့မလှချုပ်ကသူ့ကိုယ်သူဒုတိယမယားအဖြစ်မခံနိုင်လို့ပါ။ဒါတော့တော့မလှချုပ်လည်းတိတာပေါ့။တိဆိုသူတို့ကတောင်သူကြီးနဲ့အချိန်ဝါရှိတဲ့သူတွေမဟုတ်လား။သူတို့ဟာတစ်ဆေတွေတအားရကြ တစ်ဆေဈေးတွေကကောင်းကြဆိုတော့သူတို့လက်ထဲမှာငွေရလေးတွေနဲ့မြို့တက်ပြီးခေါင်းလျှော်ရေချိုးဒိုင်မင်ထိုးလုပ်နေကြတာမလှချုံမသိရမှလို့တောသားဆန်ရင်အိုလုံးမှောက်တက်တဲ့စကားပုံရှိသားပဲမလှချုံကြောက်လွန်းလို့ပါဒါကြောင့်လဲဆင်ပေါက်ကိုယောက်ျားကောင်းတယောက်ဖြစ်ရာသက်ပန်လက်တွဲသွားဖို့ရွေးပစ်သွားတာပါပဲဘာပဲပြောပြောရွာကာလာသားများနဲ့ရွာနှင်းချုပ်ဆက်ကာလာသားတွေကတော့ စင်ပေါက်ကိုကန်ကောင်းနဲ့ကောင်းလို့တညီတညွတ်တဲ့တတ်မှတ်လိုက်ကြတာအမှန်ပဲဒီကောင်ကန်ကောင်းတာလည်းမပြောနဲ့မလှချုပ်ကို သူရတိုက်လို့ကိုရသွားတာပါဘာပြုလို့တော့ဆိုတော့မလှချုပ်ကသူဒီဘဝလင်းမြူတော့ဘူးဆိုတာရွာတိရက်တိပြောထားလို့ပါမလှချုပ်ကဒီလိုပြောပြီးမှသူစကားသူဘာကြောင့်ပြန်ရုပ်သိမ်းလိုက်တယ်ဆိုတာတော့သူကလွဲလို့ဘူးမှ သိနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဆင်ပေါက်ကန်ကောင်းသွားတာကတော့အမှန်ပဲ တကယ်တော့မလှချုပ်ကိုစင်ပေါက်ရသွားတာလေဘာမှတိတ်ပြီးအစမ်းတကျင်မဟုတ်လာပါဘူးကလေးတယောက်ရွာထဲလျှောက်သွားရင်လမ်းမှာဘုံမရုပ်ကလေးကောက်ရလိုက်တယ်လို့မျိုးပါပဲသူတို့ချင်းတွေ့ပုံလေးကဒီလိုပါအဲ့ဒီနေ့ကစင်ပေါက်နဲ့မလှချုပ်ဟာအကြီးကောင်းအိမ်တို့အိမ်မှာမမျော်လင့်မဲ့တွေ့ကြတော့မလှချုပ်ကကြည်သားချိုးမြတဲ့အတန်လေးနဲ့ပေါ့နော်အော်ကိုရင်စင်ပေါက်တောင်လှလို့ဝါလို့လူပြိုကြီးဖြစ်နေပါပေါ့လား မလှချုပ်ဖြင့်အိမ်ထဲတွင်စစ်တချုပ်ချုပ်လုပ်နေရတာနဲ့ပဲနှွေမိုးဆောင်ပြောင်းသွားတာတော့မသိလိုက်ဘူးကြည်စမ်းသူကတကယ်ကို လူပြိုကြီးဖြစ်နေတာကိုဆိုပြီးစင်ပေါ့ရဲ့ပခုံးနှစ်ဖက်ကိုတတာဖော့ဖွာ ကိုင်းလှုပ်လိုက်တော့ဒီကောင်ဘယ်ခံနိုင်မှမတော့အသက်နှလုံးတွေတုန်ခါပြီးအမဲချောက်မိဖို့ရဲပြစ်ထဲလိုက်တယ်လို့တခါတည်းတွန့်လင်းသွားတော့တာပေါ့ဒါပါပဲ ဒါတော့ဒီကောင်ဖကြောင်များအခုလိုမင်္ဂလာညကိုဥပခါပြုနေရတာတော့မလှချုပ်ကတော့မျော်ရော်စောနဲ့မော်လာပြီတကယ်တော့စင်ပေါက်ဟာတစ်သားကိုထုထားတဲ့ဘဘူးရုံမဟုတ်ပါဘူးစင်ပေါက်မှလည်းအသေးနှလုံးနဲ့ပါ မလှချုပ်ရဲ့နူးညံ့တဲ့ခန္ဓာကိုယ်လေးကိုပွေဖက်ထားချင်တာပါပဲ။ပြီးတော့မလှချုပ်ရဲ့ကြည်သာချိုးမြတဲ့စကားသံတွေကိုလည်းကြားချင်လှပါပြီ။ဒါပေမဲ့မလှချုပ်ရဲ့စင်ပေါက်ဖြစ်အင်ကိုလည်းလာကြည့်လဲပါဦး။ဒါကစင်ပေါက်ရင်ထဲကပြောနေတဲ့စကားတွေပါ။တကယ်တော့စင်ပေါက်နေနဲ့အပြင်မှာဒီစကားမျိုးမပြောရပါဘူး။အခုဆင်မောက်ပြောနေတဲ့ရင်ထဲရစကားတွေဟာပတ်တခုံရွာက သူ့အမေရဲ့အကိုအကြီးဆုံးဗာကြီးတိုက်အိမ်မှာ ဘာကြီးတိုက်ရဲ့တယောတော်တော်မျက်နှာကြီးကို ကြည့်ပြီးပြောနေတာပါစင်ပေါ့ဟာသူမော်ကြည့်နေရတဲ့သူ့ဘာကြီးရဲ့တယောတော်တော်မျက်နှာကြီးပေါ်မှာမလှချုပ်ရဲ့မျက်နှာလေးဖုံးအုပ်ပြီးကြည့်နေတာကြောင့်ဘာကြီးတိုက်ပြောနေတဲ့စကားများကိုဘာမှမကြားသလို ဖြစ်နေပါတော့တယ်ဘာကြီးတိုက်ကလည်းသူပြောနေတဲ့စကားများကိုဒီကောင်စိတ်ဝင်စားဘူးဆိုတာသိတယ်ဒါကြောင့်သူပြောတာစိတ်ဝင်စားဘူးဆိုတာသိလေရွေ့ပြီးဖိပြောလေလုံနေတယ် ကြာတော့ပြောရင်ပြောရင်အချိန်တွေကုန်မှန်းမသိကုန်သွားတော့တာပါပဲအခုတော့သူ့လိုချင်တဲ့နေဝင်ဖြိုးပြအချိန်နဲ့ရောက်ပြီမို့သူ့စကကြောကိုဖျက်လိုက်ပါတယ်ပြီးတော့မနက်ကစင်ပေါ့တုံမင်းလာဆောင်မှာလက်ဖွဲ့ခဲ့တဲ့ချိုးရှေလေးစီကြီးတကြီးပူနွားလေးကိုခြိတိုင်ကသွားဖြုတ်ပြီးစင်ပေါ့လက်ကျိုးအပ်လိုက်ပါတယ်စင်ပေါ့လက်နွားကျိုးအပ်ရင်ကဲငါတို့ကြီးဒီနွားနဲ့ဒီရေလာစီးဝါတို့တက်ပြီ မင်းတို့လင်မယအိုးအောင်မင်းအောင်ပေါင်းကြရပါစီဗျာဆိုပြီးသူ့ရဲ့တယောတော်တော်မျက်နှာကြီးနဲ့စုပေးနေတော့လောင်မောင်ကရည်ချင်းနေတယ်ဒါပေမဲ့ဘာကြီးတိုက်ကိုကြောက်လို့မရည်ရဲပါဘူးစင်ပေါက်ကတော့မျက်နှာငယ်လေးနဲ့ပေါ့လीသူ့မှာလောင်မောင်လို့ရည်ချင်းသာထားလို့ငိုတော့ငိုချင်နေသေးတယ်တကယ်တော့ဘာကြီးတိုက်ကစင်ပေါက်ကိုသူ့နှလုံးသားမို့တန်ရုံးစင်ရှိတာမှန်ပါ ။ဒါပေမဲ့ဒီကောင်ကမိဘဆွေမျိုးသားချင်းစကားကိုတစက်ကလေးမှနားမထောင်ပဲ။သူ့သဘောနဲ့သူမိမယူသွားတာကြောင့်ဘာကြီးတိုက်ကခက်ချင်ချင်းဖြစ်နေတာပါ။ဘာကြီးတိုက်တို့ဆွေမျိုးတိုက်ကတခုလက်မလှချုပ်ကိုယူရာဘာညာမဟုတ်ပါဘူး။ဒီကောင်ကငယ်နေသေးလို့ပါ။ငယ်ဆိုရှင်လူထွက်တာတောင်ဘာမှမကြသေးဘူး။ဒါကြောင့်သူ့အမေဟာမလှချုပ်ကိုသူ့သားယူတော့မယ်ဆိုတာသိတဲ့နေ့ကများ။ထမင်းတော့မစားနိုင်ဘူး။အိယာထဲမှာတခွေခွေနဲ့ ဒါကြောင့်ဗာကြီးတိုက်ကဒီကောင်ပေါ်ချင်းနေတာပါ။အဲ့ဒီလိုချင်းနေတဲ့လျောက်တလောက်တောင်မိမယူချင်းနဲ့ကောင်တွေ့ကြသေးတာပေါ့ကွာဆိုပြီးအခုသူ့ဝတိအတိုင်းစင်ပေါ့တို့ရဲ့မင်္ဂလာဦးညကိုနည်းနည်းလောက်ကတိကောင်ဖြစ်အောင်ကြီးစေလိုက်တာပါ။ဒါကလည်းဗာကြီးတိုက်ပြောသလိုပြောရရင်ဂွင်ဆိုင်လာလို့လှုပ်ဖြစ်သွားတာပါ။ဂွင်ဆိုင်လာတော့သူ့ဝတိအတိုင်းရီရအောင်လှုပ်လိုက်တာပေါ့လေ။ဒီလိုလှုပ်လိုက်လို့စင်ကြီးစားတာစိတ်မခံနိုင်တယ်လို့ဖြစ်သွားရင်လည်း ဘဲတက်နိုင်မှာမတော့ဒီလောက်မိမယူခြင်းနဲ့ကောင်ခံပေါ့ဘာကြီးတိုက်ကသူ့တူစင်ပေါက်ကိုအခုလိုကလိလိုက်တာဟာသူ့အပေါင်းအသင်းနှွားသမားတစ်တိုက်ကလွဲလို့ဘယ်သူမှမသိလိုက်ကြပါဘူးစင်ပေါက်ဆိုတာတော့မပြောနဲ့တော့ဘာမှန်းမှကိုမသိလိုက်ဘူးဘဲသိပါမတော့ဘာကြီးတိုက်လှုပ်လိုက်ပုံကလေကြက်မွေးနဲ့ကြောတက်တလို့ရားကြည့်ကြည့်ဖြစ်အောင်လောက်လေးလှုပ်တဲ့ဥစ္စာဘာကြီးတိုက်လှုပ်ပုံကဒီလိုပါ ဘာကြီးတိုက်တို့ပန်းတခုံရွာနဲ့စင်ပေါက်တို့ကြောက်ပနံရွာက၄၅၆မိုင်လောက်ဝေးတယ်။တောသားခြေလန်းနဲ့ခက်ပြင်းပြင်းလျှောက်တာတော့နှစ်နာရီတသာလျှောက်ရတာရဲ့။ဒီခီးရဲ့အကွာဝေးနေတာကိုဘာကြီးတိုက်ကနွားသမားပီပီတိထားတယ်။ဒါကြောင့်စင်ပေါက်တို့မင်္ဂလာဆောင်မှာဒီကတိကဖဲနဲ့အင်မတန်စိတ်ပြည့်စရာကောင်းတဲ့ဒီနွားကိုလက်ဖွဲ့ခဲ့တာပေါ့။ပြီးတော့နွားကိုနောက်နေ့အထိမကူးရဘူး။ဒီညညနေလာယူရမယ်။ ဒါမှမင်္ဂလာခန်းဝင်ပစ္စည်းမြောက်မယ်။ဘာညာပြောပြီးမှားထားကြလို့အခုစင်ပေါက်ကသူ့တငယ်ချင်းလှောင်းမောင်နဲ့လာယူရတာပါ။လာယူတော့လမ်းမှာဒီနွားကသူ့အကျင်အတိုင်းတစ်ခုပြီးတစ်ခုဒုက္ခပေးသွားလိမ့်မပေါ့။ဒုက္ခပေးတော့သရိုးသားဖြစ်တဲ့စင်ပေါက်ဆိုတဲ့အကောင်လေလမ်းမှာတညာလုံးနွားနဲ့လုံးချလိုက်ပြီးသရိုးသမီးစီတတော်နဲ့မရောက်နိုင်ပဲစိတ်တွေညစ်ပေါ်လိ။စိတ်ညစ်လို့ဒီနွားကိုလမ်းနဲ့ပြစ်ထားခဲ့လို့လည်းမဖြစ်။မဖြစ်တော့စိတ်တွေတိုး စိတ်တွေတိုးတော့နွားကိုရိုက်နွားကရိုက်လေးပေကက်ကက်လှုပ်လေးပေါ့ဒီလိုနဲ့တူတူဖြစ်တဲ့သရိုသာစင်ပေါ့ရဲ့မင်္ဂလာညဟာလမ်းမာတဲ့မိုးလင်းရတဲ့အဖြစ်မျိုးစရအောင်လုပ်လိုက်တာပါ။ဘာကြီးတိုက်လက်ဖွဲ့လိုက်တဲ့မင်္ဂလာညခန့်ဝင်ပစ္စည်းတစ်ခုဖြစ်သရိုသာစင်ပေါ့ယူသွားရမယ်နွားရဲ့ပုံမှန်ကိုလည်းကြည့်အောင်။နွားကလမ်းသွားရင်ဖယ်ရန်ဖယ်ရန်နဲ့ဒူးကောင်းချင်းရိုက်ပြီးအပြင်းတကြီးသွားရတယ်လို့ အစကြတော့ကောက်မှစတာရေပြီးတော့ဘွေချက်ဖောက်ဆိုတော့စိတ်ကောက်လိုက်တာကလည်းတာတေကိုလမ်းရောဒါရင်မဲလားဆိုတော့ဘယ်ဟုတ်အောင်မှာတော့အပြင်းထူတဲ့နေရာမှာနှကောက်မရှိသလိုခြေတိုင်းမှာခြေထားရင်အမွှေးတွေစောင်းပြီးနွားမမာလေးလိုတမိုင်မှန်တူတွေနေတတ်သေးတယ်။ဒါကြောင့်ဒီနွားမျိုးကိုနွားသမားတိုင်းရှောင်ကြတယ်။ဒါဖြင့်ဘာပြုလို့ခုလိုဝါရင်နွားသမားကြီးဖြစ်တဲ့ ဘာကြီးတိုက်စီဒီနွားကဆီလိုအပေါက်ရှာပြီးရောက်လာရတာတော့မေးစရာရှိတယ်။ဒါကဒီလိုရှိတယ်။စင်ပေါက်တို့မင်္ဂလာမဆောင်ခင်အရင်၄၅ရက်ကဒီနွားကိုအဝဲမှားထားတဲ့လူတယောက်စီကဟင်းမိုးသသာလောက်နဲ့ချောင်းဝဲထားလိုက်တာပါ။ဘာကြီးတိုက်မသိလို့အဝဲမှားထားတာမဟုတ်ဘူး။ဘာကြီးတိုက်ကတူတူစင်ပေါက်ကိုကလိကျင်လို့တမင်သက်သက်အပျော်ရမ်းသဘောမျိုးဝဲထားလိုက်တာပါ။ဒါကြောင့်စင်ပေါက်တို့လည်းနွားဆွဲပြီးရွာတွေကထွက်သွားရော။ ဘာကြီးသားအိမ်မှာကြံခဲ့တဲ့နွားသမားတွေကဒီနွားချောင်းကိုပြောပြီးတတော်တော်နဲ့ရီမောနေကြတာပေါ့ဘာကြီးတိုက်ကတော့သူ့တူစင်ပေါက်နဲ့သူ့လက်ဖွဲ့လိုက်တဲ့မင်္ဂလာဦးနွားလေးကိုမျက်စီတွေမြင်အောင်ပြီးပြုံးဖြဲဖြဲလုံနေလေးရဲ့စင်ပေါက်နဲ့လှောင်းမောင်တို့ပန်းတခုံရွာကထွက်ခဲ့တော့မှောင်စာပြုံနေပြီ ဒါပေမဲ့လာဇန်၄၅ရက်လာလေးရှိနေသေးလို့တော်ပါသေးတယ်။နွားကရွာကဆထွက်มาတော့မဆိုးဘူးချောလို့ပါပဲ။ကြောပေါ်ကျိုးပစ်ပြီးရှေးကထားမောင်းလို့ရသေးတယ်။ဒါပေမဲ့ပန်းတခုံနဲ့ကြောက်ပြရွာကြားကတင်းញိုင်းကုန်းနာလဲရောက်ကြရော ဖောက်တော်တာပါပဲ။ဖောက်ဆိုရှေးကိုမတို့တော့ဘူး။ပိကက်ကက်လှုပ်ပြီးစုံကန်ရက်နေတယ်။စင်ပေါက်နဲ့လှောင်းမောင်းလဲဘာဖြစ်တာပါလဲမရောဆိုပြီးစန့်စစ်ကြည့်တော့ ရှေခက်လန့်လန့်ကနေတောကြောင်လာမွေလားမသိဘူးအကောင်ရကောင်ဖြတ်ပြေးတာပဲရှိတယ်ဒါကြောင့်စင်ပေါင်းနဲ့လှောင်းပေါင်းလဲစိတ်ပေါက်ပေါက်နဲ့နွားကို ရိုက်လိုက်ကြတာနဘူးသားဆယ်ချောင်းလောက်ကုန်းနေဒါလည်းမရဘူးနွားကပေကပ်ပြီးရက်နေနွားကဘလို့ပဲရိုက်ရိုက်မရတဲ့ပြင်ဘွေချက်ဖောက်ပြီးစားကို ပြတော့တာပါပဲပြဆိုသူ့ကိုမညာမတာရိုက်နေတဲ့ကြားတွေကတခါတည်းဘုံငနဲ့ပြင်လဲလိုက်တယ်လी ဘလို့ရိုက်ရိုက်သူကတော့မဖြုံမှုဆိုတဲ့အပေါက်မျိုးကိုချိုးရတာပါပဲအဲ့ဒါမှခွာကြတာရေဒီနွားလှုပ်ပေါက်ကတညာလုံးကတိကအောင်လှုပ်တော့မယ်အပေါက်မျိုးကိုချိုးနေပြီ စင်ပေါင်းနဲ့လှအောင်မောင်လည်းကြံရမရဖြစ်နေပြီအဲ့ဒီမှာလှအောင်မောင်ကအကြံတစ်ခုရပြီရာခင်းထဲကထမ်းရွက်၆တွေသွားယူတယ်ပြီးတော့ဒီလောက်အကျင့်ရုပ်တဲ့နွားတေပေတော့ဆိုပြီးထမ်းရွက်မီးနဲ့တိုက်တော်တာပါပဲဒီတော့မှနွားလည်းဝုန်းငနေထပြီးတော့တယ် နွားကပြုံးငနဲ့ထပြေးတာကြောင့်စင်ပေါက်လည်းကြိုးစားကိုပြာကြီးပြာရလှမ်းဆွဲလိုက်တာပဲဒါပေမဲ့မမိလိုက်ဘူးဒါကြောင့်နွားပြေးရနောက်ကိုနှစ်ယောက်သားလိုက်ကြရပြန်နေလိုက်ရင်လိုက်ရင်နဲ့နွားကတင်ញိုင်းကုန်းနဲ့ဝင်ပြေးပါလေရောဒီတော့နှစ်ယောက်သားကြောက်ကြောက်နဲ့လိုက်ရပြန်နေဒီအထဲမှာလူတွေကမှကြောက်ရတဲ့အထဲညောင်မင်းကြီးနှစ်ပင်ကမုံမုံမဲမဲနဲ့ဖျက်ချောက်သလိုစီးကြုံနေတာကြောင့်နှစ်ယောက်သားခေါင်းနှပန်းတွေကြည့်ပြီးကြက်သိန်းတွေထ ပြင်မွေးတွေထောင်လို့ပေါ့လေအဲ့ဒီလိုကြသိမ်းမွေးညင်တွေထနေတော့ဘုံဆိုနွားကဘာမြင်လို့ရဲမသိဘူးနှာရီဘာရီမှုတ်ပြီးပြန်လှည့်ထွက်ပြေးလာတာကြောင့်စင်ပေါက်နဲ့လှောင်းမောင်းဘာပြောကောင်းမတော့လန့်ပြီးអော်လိုက်ကြတာငဲတယ်များကိုပါသွားတာပဲနွားကကူပြက်ကလေးပေါ်ထိုင်နေတဲ့လူတယောက်ကိုမြင်ပြီးလန့်ပြေးထွက်လာတာပါအဲ့ဒီကူပြက်ကလေးပေါ်ထိုင်နေတဲ့လူကကြောက်ပြားရွာသားယုံမီးရိုက်သမားညထွက်မို့ဆိုကိုခွေးညိုပါ ကိုခွေးညိုကအချိန်နဲ့နဲ့ဆော့နေသေးလို့လာကလေးဝင်ကိုစောင့်နေတာပါ။ဒါကိုနွားကမြင်ပြီးလန့်ထွက်ပြေးလာတာကြောင့်လူတွေပါလန့်ကုန်ကြတာပါ။ဆင်ပေါင်းနဲ့လှောင်းမောင်းလဲကြောက်စိတ်ကိုဘေးချိတ်ပြီးနွားပြေရနောက်ကို လိုက်ကြရပြန်နေ။ဒီတခါနွားကယာကင်းတွေတဲကဖြက်ပြေးတာကြောင့်မွေမကြောက်ကင်းမကြောက်လိုက်ရင်လှောင်းမောင်းကဒီနွားကိုအမဲပေါ်ပြစ်ချင်စိတ်တွေပေါ်နေတယ်။ရာဆယ်ကင်းလောက်ကြော်ဖြက်ပြီးတဲ့အခါ နွားကအလိုလိုရက်ပြီးအမိခံတယ်။ဒီတော့လှောင်းပောင်းကပြပြနေနေဆဲတယ်။ပြီးတော့နွားကြောကိုတရောင်နဲ့ထောင်းတယ်။နွားကခါကော်ပြီးခန်းတယ်။စင်ပေါက်ကစိတ်ပေါက်ပေါက်နဲ့နွားရဲ့နဘေးကိုလက်သေးနဲ့ဆဲချက်လောက်ကဲကွာကဲကွာဆိုပြီးပြပြထိုးတဲ့အခါနွားကသူ့ကိုအရာဖြစ်ပေးတယ်လို့ငြင်းခန်းနေတော့စင်ပေါက်လည်းဆက်မထိုးပဲရက်ပြစ်လိုက်တယ်။ဒီနွားပေါ်မှာစင်ပေါက်ရောလှောင်းပောင်းပါတော်တော်ချင်းပြီးစိတ်ကုံသွားကြတယ် ဒါကြောင့်လောင်းမောင်ကဒီနွားဟာကြီးပွားမဲ့နွားမဟုတ်တဲ့အတူတူအမဲပေါ်ပြဖို့အကြံပေးတဲ့အခါစင်ပေါက်ကမင်္ဂလာညခန်းဝင်ပစ္စည်းဖြစ်နေလို့ပေါ့ကွာနှုတ်မော်ဆိုရင်ဟိုနာကလေးကကိစ္စပြီးပြီပေါ့လို့ပြောပါတယ်ဒီတစ်ခါတော့စင်ပေါက်ကနွားကြိုးကိုရှေ့ကဆွဲပြီးလောင်းမောင်ကနောက်ကနေဒုတ်တချောင်းနဲ့မောင်းပေးရပါတယ်စင်ပေါက်ကနွားကြိုးကိုရှေ့ကဆွဲရင်မလှချုံမျက်နှာလေးကိုမြင်အောင်လို့ပေါ့လေ စင်ပေါက်ကမလှချုပ်စီမြ мян ရောက်ချင်လာပြီ။ဒါကြောင့်နွားကျိုးကိုတအားဆွဲလိုက်တာ။ဘာပြောကောင်းမရောကျိုးပြက်တော့မတတ်ပဲ။နွားလည်းခေါင်းကြီးဆောင်းငန်းဆောင်းငန်းနဲ့စင်ပေါက်ကျိုးဆွဲရနောက်ပါလာလေရဲ့။မလှချုပ်လဲတငယ်အိတ်စိတ်တက်ကြီးခေါင်းချနဲ့လူလင်းပြန်ကြက်များတသုံးပြီးတသုံးတွန်သွားတာကိုမှန်ရင်တငုံတုတ်တုတ်ထိုင်ဆောင်နေလိုက်တာလင်းကြက်တောင်တွန်တော့မှာစင်ပေါက်ကခုရက်ထိပြန်ရောက်မလာသေးဘူး ဒါကြောင့်မလချုပ်စိတ်တွေပူးနေတယ်။စိတ်ပူရာထက်ရင်ထဲမှာဘလို့ကြီးဖြစ်နေမှမသိတာက ပိုဆိုးပါတယ်လေ။မလချုပ်ကအဲ့ဒီလိုစိတ်တွေပူးနေတော့မှရွာတကားစီကဆင်ပေါတို့စကားပြောတဲ့အကြားလိုက်ရတော့အာရဝမ်းသာနဲ့မိကွက်ကလေးယူပြီးအင်ရောက်ကိုဆင့်ပြေလာခဲ့တယ်။အင်ကအောက်ထက်မကရသေးတဲ့အိမ်မို့အင်ရောက်ကနေဆင်ပေါတို့မြင်တော့မိကွက်ကလေးမြောက်ပြပေးထားတယ်။မကြခင်မှာဆင်ပေါနဲ့လှောင်းမောင်းလဲ ပန်းခုံရွာကဘာကြီးတိုင်လက်ဖွဲလိုက်တဲ့မင်္ဂလာနွားလေးကိုဆွဲပြီးအိမ်အောင်ဝင်လာကြပါတယ်။လောင်မောင်ကသူ့တာဝန်ကြည့်ပြီးမှစင်ပေါ့တို့လင်မယားကိုနှုတ်ဆက်ပြီးသူ့ဝင်သူပြန်သွားတဲ့အခါစင်ပေါ့ကမင်္ဂလာနွားလေးကိုအိမ်တိုင်းမှာခြေပြီးဒီနွားနဲ့တညာလုံးဒုက္ခရောက်ခဲ့ရပုံတွေကိုပြောပြတော့မလာချုံရင်သက်ရှူမောတန်တော်နားထောင်နေတယ်။ပြီးတော့မှမင်္ဂလာနွားလေးကိုကြည့်ပြီးနှစ်ယောက်သားရှိနိုင်ကြတယ်။ မလာချုပ်ဆိုရင်ဘယ်တော့မှဒီလိုမရှိဘူးဘူးကြောပြင်းကလေးကိုတိမ်တိမ်လှုပ်နေတာပဲဘာပဲပြောပြောမလာချုပ်နဲ့စင်ပေါ့ဟာဒုက္ခတွေကို ပြန်ပြောကြရင်ဒုက္ခတွေကရည်စရာဖြစ်ပြီးရည်ကြတဲ့အခါမင်္ဂလာညမှာအလိုလျောက်ပျော်ရွှင်မှုလေးတစ်ခုရသွားကြတယ်ပေါ့လေအဲ့ဒီမှာမလာချုပ်ရဲ့မျက်နှာလေးဝင်းပါသွားသလိုစင်ပေါ့ရဲ့မျက်လုံးများလေးမလာချုပ်ကို ကြည့်ပြီးအယောင်တွေတောက်နေတော့တယ်အဲ့လိုနဲ့ပေါ့လေ လာချုပ်ကဆင်ပေါက်ကိုကိုလက်တန့်စင်သွားလှေကားရင်ကဆင်အိုးမှာရေချိုးခိုင်းပြီးအိမ်ပေါ်ရောက်တော့သူကိုယ်တိုင်ကြိုတင်ချုပ်ထားတဲ့ပစိုးနဲ့အကြကိုအဝတ်ခိုင်းပါတယ်။ဆင်ပေါက်ကလည်းမလှချုပ်ဆင်မြန်းပြီးတဲ့အဝဲစားတင်များနဲ့တရေတက်ပြီးတသွေးတမွေဖြစ်လာပါတော့တယ်။အဲ့ဒီမှာမလှချုပ်ကဆင်ပေါက်ကိုဝဘိုးမြစ်ဆိုကြီးလို နှုတ်ထွားကြည့်မို့ခြေရမက်တွေတက်ခဲရသူပြီးပြီးသူထိုင်နေတဲ့ခင်းမော်ကနေကျင်နာတဲ့မျက်လုံးများနဲ့ကြည့်ရင် လာလီဒီကိုလို့ခေါ်လိုက်တဲ့အခါစင်ပေါင်ရင်တွေခုံးသွားတယ်။စင်ပေါင်ရင်တွေခုံးနေတော့မှပဲအိမ်ကလေးတင့်ငနဲ့လှုပ်သွားတာကိုသတိထားလိုက်မိတယ်။ဒါကြောင့်လှုပ်ပြန်ပြီးဒီနွားနေတော့ဆိုပြီးအိမ်မော်ကဒုံဆိုင်ဆင်းပြေးပါတယ်။မလှချုပ်ကအပြေးဆင်းလိုက်သွားတာတော့မမိလိုက်တော့ဘူး။မလှချုပ်လေကားရင်ရောက်တော့စင်ပေါင်ကဝင်းပြင်ရောက်သွားပြီ။မလှချုပ်ဝင်းပြင်ကိုလှမ်းကြည့်လိုက်တော့ မင်္ဂလာဦးနွားလေးကရှေ့ကပြေးလို့စင်ပေါက်ကနောက်ကလိုက်လို့မောင်တာပူအမှတ်169အောက်တိုဘာလ2003ခုနှစ်ရွှေမြူတေရုပ်စုံမဂဇင်းနားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။